မင်္ဂလာပါကျွန်တော်မိတ်ဆွေတွေပြည်ဦးလင်မှာဒီလိုအိမ်လှလှလေးတွေနဲ့စူးဖွဲ့ထားတဲ့ရက်ွက်လေးတစ်ခုမှနေထိုင်ခြင်းနဲ့ကျွန်တော်မိတ်ဆွေတွေရှိလားကျွန်တော်မိတ်ဆွေတွေနေရာသစ်တစ်ခုမှနေထိုင်တော့မယ်ဆိုရင်နံပါတ်1အရေးကြီးဆုံးဟာပတ်ဝန်းကျင်ကောင်းတစ်ခုရဖို့လိုတယ်ပတ်ဝန်းကျင်အရန်ကောင်းပြီးအိမ်လှလှလေးတွေနဲ့စူးဖွဲ့ထားတဲ့ဒါရက်ွက်လေးတစ်ခုကအိမ်လေးတစ်လုံးကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကဒီနေ့ရောင်းချပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော် SMD ကိုကြော်ပါဟုတ်ကဲ့ခုကျွန်တော်ရောင်းချပေးမယ့်အိမ်ကြီးဟာဆိုရင်ဒါအိမ်ရှိမျက်နှာစာမှာလည်းဒီလိုပန်းမင်းလေးတွေအစုံလင်တဲ့ဂါစီဘိုလေးတွေနဲ့ ပြည်ဦးလင်ရဲ့ vibe ပြည်ဦးလင်ရဲ့ style နဲ့ဒါလုံးဝအပြည့်အဝခံစားရမယ့် RC နှစ်ထပ်တိုက်ကြီးဖြစ်ပါတယ်ခင်ဗျာဒီအိမ်ကြီးရထူးခြားချက်ကကျွန်တော်တို့ကနံပါတ်1လုံးဝကို standard ရှိတဲ့ပတ်ဝန်းကျင်တစ်ခုကိုကျွန်တော်မိတ်ဆွေတွေပိုင်ဆိုင်ရမယ့်အခွင့်အရေးဖြစ်တယ်ဒါအိမ်ညာဆိုရင်လည်းလုံးဝကိုဒါလှလှပပနဲ့ပေါ့နော်ဒါတိဆောက်ထားတဲ့ RC နှစ်ထပ်တိုက်ဖြစ်ပါတယ်ခင်ဗျာ။ကားပါကင်အနေနဲ့ဆိုလဲကျွန်တော်ဒီဘက်မှာဒါကားနှစ်စီးလောက်ထိုးလို့ရတယ်။ဒါမြေပိုစပေးတွေကြံတယ်။အိမ်မျက်နှာစာမှာလည်းဒါထိုးလို့ရတဲ့အနေထားလေးရှိသေးတယ်။ဒါကျွန်တော်မိတ်ဆွေတွေဒါကားပါကင်ကားနှစ်စီးသုံးစီး ဒါထားရှိမယ်ဆိုတော့ကျွန်တော်မိတ်ဆွေတွေအတွက်ကလည်းလုံးဝအင့်လျော်တဲ့အင်ကြီးတစ်လုံးဖြစ်တယ်။ဒါမြေအကျယ်ဝန်းကတော့ကျွန်တော်တို့ဒီလိုကပေ40ရှိမယ်။နောက်ကိုပေ60ရှိမယ်။ဒါပေ40 60မြေကွက်ပေါ်မှာတီဆောက်ထားတဲ့အင်ကြီးဖြစ်တယ်။လမ်းအနေထားကလည်းကျွန်တော်တို့ဒါပေ20ကျော်လောက်ကျယ်ဝန်းနဲ့ကျွန်တော်တို့ဒါလမ်းပေါ်ကိုလည်းမေးတင်ထားတယ်။အိမ်နံပါတ်ကတော့ဒီမဲ့အိမ်နံပါတ်2212ဖြစ်ပါတယ်ခင်ဗျ။ဒါအိမ်ရဲ့ height ကလည်းတော်တော်လေးမြင့်တဲ့အနေထားလေးရှိတယ်။အောက်မှာလည်း foundation ကတော်တော်လေးမြင့်မြင့်လေးနေပေါ့နော်။ အိမ်ရဟိုက်ကတော့တော်တော်ကိုမြင့်တဲ့အနေသားလေးရှိတယ်ဒီအိမ်ကြီးကိုကျွန်တော်မိတ်ဆွေတွေစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်နဲ့အတူအိမ်ထဲကိုလိုက်လံကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ဒါအိမ်ပေါ်ကိုတက်ခံနီးမှာဟိုကကျွန်တော်ဒါလေကား၃ထင်းနဲ့တက်ရတယ် foundation height ဒီကျွန်တော်၂ပေခွဲ၃ပေလောက်ရှိတဲ့အနေထားလေးဖြစ်ပါတယ်ခင်ဗျာဒါအိမ်အဝင်မင်္ဂလာတကားမကြီးရဆိုရင်ဒါကျွန်တော်တို့ကျွန်းတကားတွေကိုအသုံးပြုထားတဲ့အိမ်ဖြစ်တယ်ပန်းမင်းအစုံလင်နဲ့ပြည့်နှက်နေတဲ့အိမ်ကြီးတစ်လုံးဖြစ်ပါတယ်ခင်ဗျာလာကျွန်တော်လိုက်ပြပေးမယ်အိမ်နဲ့ ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့အိမ်ဝင်ဝင်ချင်းရတာ living room အခန်းကျယ်ဖြစ်တယ် lighting လည်းတော်တော်လေးဝင်အောင်မှန်ပြရင်နေအသုံးပြုထားတယ်ဒါ RC နှစ်ထပ်တိုက်ကြီးဖြစ်တယ်ဒီမှာလဲစတီကုံတွေပါမယ်စီလင်လေးတွေနဲ့ပေါ့เนาะစီလင် height ကလည်းကျွန်တော်တို့ဒါထုံးစံတိုင်း12ပေနဲ့3ပေကြားလောက်ဒါညင်မဲ့စီလင် height ဖြစ်တယ်ဒါဒီမှာတော့ lucky ဖြစ်ငားခံဒါကြီးတော့မပါဘူးကျွန်တော်တို့ဒါစတီကုံတွေပါတယ်ကြံတဲ့ furniture အကုန်ပါမယ်နောက်ထပ်ထူးခြားချက်ကကျွန်တော်တို့ဒီအိမ်မှာ solar system ထည့်သွင်းတက်ဆင်ပေးထားတဲ့အင်ကြီးဖြစ်ပါတယ်ခင်ဗျဒီမှာဒါ solar တွေအကုန်တက်ဆင်ပြီးသားအင်ကြီးဖြစ်တယ်ဟုတ်ကဲ့ဒါအင်အောက်ထပ်မှာရှိတယ်ဒါ single barrel အခန်းကျယ်ဖြစ်တယ်ဒီလိုက73မီ15မီကြားလောက်ရှိမယ်ဒီလိုကတော့ကျွန်တော်တို့ဒါ78ပေ20ဝန်းကျင်လောက်ရှိတယ်ဒါအခန်းကျယ်တစ်ခန်းဖြစ်ပါတယ်ခင်ဗျအင်အောက်ထပ်မှာဆိုရင်နောက်ထပ်ဒါဘုံရေချိုးခန်းအင်နာတစ်လုံးရှိမယ်ဒါ ဒီမှာဒါကတော့ကျွန်တော်ဒါအိမ်အောက်ထက်ရဘုံရေချိုးကန်းအိမ်သာဖြစ်တယ်။နောက်ထပ်ကျွန်တော်ဒါဒီဘက်ကိုဆက်သွားလိုက်တာ ਨੇ ဒါတိုင်းနေရကစ္စံရုံးပေါ့နော်။ဒါဒီဘက်မှာတေဘယ်လေးတစ်ခုချထားတယ်။ကျွန်တော်ဒါဒီတိုင်းနေရုံးကနေဒါအိမ်ရှိကားပါကင်နဲ့အိမ်ရှိမျက်နှာစာကိုဒါမြင်ရတဲ့အနေအထားလေးရှိတယ်။ဖွဲ့စည်းပုံကောင်းတဲ့အနေအထားလေးဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ကျွန်တော်ဒီအိမ်ရဲ့အပေါ်ဒက်လေးလိုက်ပြပေးပါမယ်။ ဒါအပေါ်တက်ဖို့အတွက်လေကားတော့ကျွန်တော်ဒီမှာလက်ရန်တွေကဒါကျွန်းသားတွေအသုံးပြုထားတဲ့အောက်ကခြည်နှင်းပြားတွေရောပေါ့နော်ဒါဘေးကားတော့ကျွန်တော်ဒါတန်ပန်းအလှလေးတွေကိုတက်စင်အသုံးပြုထားတဲ့အိမ်ကြီးဖြစ်တယ်ဒါဒါကတော့အပေါ်တက်ကျွန်တော်တက်ပြမယ်ဒါအပေါ်တက်ပေါ့နော်အပေါ်တက်ရောက်ချင်းဒီမှာနောက်မှာလဲမီးဆိုင်လေးတွေဒါလေကကွင်းမှာချိတ်ဆွဲထားတယ်ဒါအပေါ်တက်ရောက်ချင်းပဲပထမဆုံးကတော့ဒါဖျားကန်းပေါ့နော်ကျွန်တော်မိတ်ဆွေတွေဒါဖျားကန်းကိုပထမဆုံးဖူးမြော်ရမယ်ဒါဖျားကန်းရဲ့ အကျယ်ဝန်းကတော့ကျွန်တော်တို့ဒါဆို15ပေနဲ့18ပေကြားလောက်ကျယ်ဝန်းတဲ့အနေထားလေးရှိရယ် lighting အရန်ဝင်အောင်လဲဒီမှာမှန်ပြရင်တွေအသုံးပြထားတယ်တန်ပန်းတွေလည်းအကုန်တက်ပြီးသား light ကလေးတွေရောအကုန်လုံးဒါကျွန်တော်မိတ်ဆွေတွေလုံးဝလက်တင်ပေါ့နော်လက်တင်နေထိုင်လို့ရအောင်အကုန်လုံးတက်စင်ပြီးသားအိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျနောက်ထပ်ကျွန်တော်တို့ဒါဒီအပေါ်ဓာတ်မှာဆိုရင်ဖျားကန်းကနေကျွန်တော်ဒါဒီတကားလေးဖွင့်လိုက်တာ ਨੇ ဝရဏအကျယ်ကြီးကိုရောက်ရှိမယ်ဒီဝရဏကနေကျွန်တော်တို့ဒါအရှင်းမျက်နှာစာ အိမ်လှလှလေးတွေကိုလည်းဒါဒီဝရဏာကနေမြင်ရမယ်နောက်ထပ်ထူးခြားချက်ကဒီအိမ်ရဲ့ဝရဏာကနေဒါကျွန်တော်တို့ဒါပြည်ဦးလင်မြို့ရဲ့အထင်ကရဖြစ်တဲ့ကြည်ချဖရာကြီးခေါ်ကျွန်တော်ဒါမဟာအန္တုကန္တဖရာကြီးကိုလည်းဒီဝရဏာကနေနေ့စဉ်ကျွန်တော်မိတ်ဆွေတွေဒါဖူးမြော်ခွင့်ရမယ်အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာဒါဒီအိမ်အပေါ်တက်မှာဆိုရင်နောက်ထပ်မာဆာဗာရွန်နှစ်ခန်းပါတယ်ကျွန်တော်မိတ်ဆွေတွေကိုတခန်းချင်းလိုက်ပြပါ ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့အေးအပေါ်ဒတ်မှာရှိတယ် master bedroom ဖြစ်တာဗောနော်ဒါကတော့ master bedroom ဖြစ်တယ်ဒါဒီမှာလဲ lighting ဝင်အောင်ဒီမှာမှန်ပြတင်းတွေအသုံးပြုထားတဲ့အိမ်လေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်မိတ်ဆွေတွေဒါဒီလိုမျိုးပတ်ဝန်းကျင်ကောင်းကောင်းတစ်ခုမှာနေထိုင်ဖို့အိမ်လေးတွေလိုက်ရှာနေတယ်ဆိုရင်တော့ဒါဒီအိမ်လေးကိုဝယ်ယူဖို့ကျွန်တော်အနေနဲ့တိုင်တွန်းပါတယ်ဒါဒီအိမ်လေးရဲ့တည်နေရာဆိုရင်ဒါပြည်ဦးလင်မြို့ရဲ့ရက်ွက်ကြီး 2021မိုးချိုးမှာတည်ရှိပြီးတော့ကျွန်တော်တို့ဒါမိုးကုတ်လမ်းဆောင်ကနေကျွန်တော်တို့ဒါဝင်းလာလိုက်တာနဲ့မိုးကုတ်လမ်းမကြီးကြောကတ်မှာတည်ရှိတဲ့အိမ်လေးတစ်လုံးဖြစ်တယ်မိုးကုတ်လမ်းမကြီးနဲ့ဆိုတာပေး200ကျော်300အကွာဝေးလောက်မှာတည်ရှိတဲ့အိမ်လေးတစ်လုံးလည်းဖြစ်တယ် location လည်းအရန်ကောင်းပြီးတော့ဘန်းတွေကလည်းတော်တော်လေးကျယ်တယ်လမ်းအပိတ်မဟုတ်ဘဲနဲ့လမ်းအပွင့်ဖြစ်တယ် ဒါဈေးနီးကြောင်းနီးအားလုံးနဲ့လည်းနီးတယ်ဒါအိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဒီအိမ်လေးအရဆိုရင်ကျွန်တော်ကိုယ်တိုင်အရင်ကဒါဝယ်ယူပေးထားတဲ့အိမ်လေးတစ်လုံးဖြစ်ပြီးတော့ယခုပြန်လဲရောင်းချပေးတဲ့အနေအထားလေးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်မိတ်ဆွေတွေဒီအိမ်လေးကိုစိတ်ဝင်စားတဲ့ဝယ်ယူမယ်ဆိုရင်ဒါကျွန်တော်ကိုယ်တိုင်ပိုင်ရှင်နဲ့ဓာတ်ရိုက်ညှိပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုအဆင်ပြေအောင်ရောင်းချပေးမှာဖြစ်လို့ဆက်သွယ်မယ်ဆိုရင်ဒါကျွန်တော်ရဲ့ဖုန်းနံပါတ်39 6869 6864ကိုဆက်သွင်းနိုင်တယ်လို့39 9992942လေးခွန်အနေနဲ့ဆက်သွယ်လို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ရွှေမိုးသွန်း HM ပြေးပေးရနေတော့လကောင်း Viber နေတော့လကောင်းကျွန်တော်မိတ်ဆွေတွေဒါဘယ်နည်းနဲ့ဖြစ်ဖြစ်ကျွန်တော်ကိုဆက်သွယ်မေးမြန်းစုံစမ်းလို့ရပါကြောင်းတည်င်းကောင်းလေးပါရပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ